င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြဖတ်စစ်ကောင်စီကို PP ဆိုင်ရာ ILO Article 33နဲ့အရေးယူမှုကြောင့်ပြည်သူလူထုကိုထိခိုက်ဖို့မရှိဘဲအကြဖတ် Mail Online မိသားစုစီးပွားရေးအပါအဝင်စစ်တပ်နဲ့ဆက်နွယ်နေတဲ့လုပ်ငန်းတွေအပြင်လေရင်စီနဲ့နိုင်ငံခြားငွေစီးဆင်းမှုကိုအတိအကပြတ်မှတ်ထားအရေးယူမှာဖြစ်တယ်လို့ဆိုပါတယ် မြန်မာနိုင်ငံမှာနိုင်ငံတကာ stock share နဲ့ငွေကြေးဈေးကွက် forest trading အတွင်းရင်းနှီးမြှုပ်နှံဖို့အတိုး15ရာခိုင်နှုန်းပေးမယ်ဆိုပြီးဒေါက်တာညင်းကြီးဆွေဆိုသူနဲ့အဖွဲ့ကလူပေါင်းများစွာစီကနေငွေကြေးသိမ်းပေါင်းတောင်းနဲ့ချီပြီးတော့ကိုလိန်လေတွားပြန်နေဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြက်ဖတ်စစ်ကောင်စီကိုအပြည်ပြည်ဆိုင်ရာ ILO article 33နဲ့အရေးယူမှုကြောင့် ပြည်သူလူထုကိုထိခိုက်ဖို့မရှိပဲအကြမ်းဖက်မဲအောင်လိုင်းမိသားစုစီးပွားရေးအပါအဝင်စစ်တပ်နဲ့ဆက်နွယ်တဲ့လုပ်ငန်းတွေအပြင်လေရင်စီးနဲ့နိုင်ငံခြားငွေစီးဆင်းမှုကိုအဓိကပြစ်မှတ်ထားအရေးယူမှာဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကများအဖွဲ့ချုပ် CTUM ဥက္ကဋ္ဌဦးမမောင်ကရန်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့ရန်ကုန်ခေတ်တရင်ဌာနနဲ့တီးတန့်တွေ့ဆုံမေးမြန်းခန်းမှာပြောဆိုသွားတာပါဒါကတော့ဇွန်လ9ရက်နေ့ကပဲ ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပပြုလုပ်တဲ့အပြည်ပြည်ဆိုင်ရာအလို့သမားရေးရညီလာခံမှာ ILO ကမြန်မာစစ်ကောင်စီရဲ့အလို့သမားအခွင့်ရေးနဲ့လူအခွင့်ရေးချိုးဖောက်မှုတွေအတွက် ပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဖို့အစည်းအဝေးတက်လာတဲ့နိုင်ငံအသီးသီးကမဲခွဲမှုတော့မလုပ်ဘဲအတီးပြုလိုက်တာဖြစ်ပါတယ်။အဲလို ILO ရဲ့ဆုံးဖြတ်မှုဟာစစ်ကောင်စီဘက်ကအကြီးအကျယ်အထင်ကမှဖြစ်တဲ့အတွက်သူတို့စစ်တပ်ဘက်ကနေတစ်ဖက်လက်နဲ့ဒီဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူလူထုကိုထိခိုက်မယ်ဆိုပြီးဝါဒပြန့်မှုတွေကိုအကြီးအကျယ်လှုပ်လာပြီးအမှန်တကယ်ကတော့အဲ့ဒီလိုဖြစ်မှာမဟုတ်ပဲ ILO ရဲ့ဆုံးဖြတ်ချက်ကိုတေချာဖတ်ကြည့်ရင်သိပါလိမ့်မယ်လို့ဥမမောင်ကရှင်းပြထားပါတယ်အဓိကကတော့အခုအပြည်ပြည်ဆိုင်ရာ ILO Article 33နဲ့စစ်ကောင်စီကိုအရေးယူမှုလုပ်မဲ့ကိစ္စဟာအရင်တခါအခြေအနေနဲ့မတူတော့တဲ့အတွက်ပြည်သူလူထုကိုထိခိုက်ဖို့မရှိပဲအချက်ပတ်မဲအွန်လိုင်းမိသားစုစီးပွားရေးအပါအဝင်စစ်တပ်နဲ့ဆက်နွယ်တဲ့လုပ်ငန်းမှန်သမျှကတော့အကုန်ထိမှဖြစ်တဲ့အပြင် လက်ရှိစစ်ကောင်စီရဲ့လေရင်စီးနဲ့နိုင်ငံခြားငွေစီးဆင်းမှုကိုပါအဓိကပြစ်မှတ်ထားအရေးယူမှာဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကများအဖွဲ့ချုပ် CTUM ဥက္ကဋ္ဌဦးမောင်မောင်ကရန်ကုန်ခေတ်တကိုပြောထားပါတယ်ခင်ဗျတဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာခိုးဆိုလူရဲမှုတွေနဲ့အကြီးအကျယ်ငွေလိမ်မှုတွေမကြာခဏဖြစ်ပွားနေရမှာအခုတခါမှလည်းမြန်မာနိုင်ငံမှာနိုင်ငံတကာ stock share နဲ့ငွေကြေးဈေးကွက် forest trading အတွင်း ရင်းနှီးမြှုပ်နှံမှုအတိုး15ရာခိုင်နှုန်းပေးမယ်ဆိုပြီးဒေါက်တာညင်းကြီးဆွေဆိုသူနဲ့အဖွဲ့ကလူပေါင်းများစွာစီးကနေငွေကျပ်သိန်းပေါင်းတောင်းနဲ့ချီပြီးတော့ကိုလိန်လဲသွားပြန်တယ်လို့လိန်လဲခံရသူတွေကရင်ကုန်ခစ်တစ်ကိုပြောလာပြန်ပါတယ်ဖြစ်စဉ်ကတော့မန္တလေးမြို့မှာနေတဲ့ဒေါက်တာညင်းကြီးဆွေဆိုသူနဲ့အဖွဲ့ဟာနိုင်ငံတကာ stock share နဲ့ငွေကြေးဈေးကွက် forest trading အတွင်းရင်းနှီးမြှုပ်နှံမှုအတိုး15ရာခိုင်နှုန်းပေးမယ်ဆိုပြီးမိတ်ဆက်ပွဲတွေနဲ့အခမ်းအနားတွေလုပ်ပြီးတော့ကိုငွေကြေးတွေထည့်ဝင်ခိုင်းခဲ့တယ်ဆိုပါတယ် အဲ့ဒီမှာလူပေါင်းများစွာကလည်းအမြန့်ရမယ်ဆိုတဲ့အတွက်ငွေကြေးတွေအတိအသီးထည့်ဝင်ကြရမှာလူတအူးကိုအနည်းဆုံး3 300ဝန်းကျင်လောက်အထိရှိလာတဲ့အချိန်မှာလူပေါင်းမျိုးများစွာနဲ့တွက်ရင်တိမ်ပေါင်းတောင်းတဲ့ချီကိုရောက်လာတဲ့အချိန်လဲရောက်ရောအခုနှစ်ဧပြီလနှောင်းပိုင်းမှာပဲဒေါက်တာညင်းကြီးဆွေးနဲ့တဖွဲ့လုံးဟာတိမ်ရှောင်သွားကြတယ်လို့ငွေကြေးလိမ်လည်ခံရသူတွေကပြောထားကြပါတယ်အဲ့နောက်ငွေလင်ခံရတဲ့သူတွေဟာလိုက်လံစုံစမ်းတဲ့အခါမှာလေ အပြစ်မှတည်င်းလွှင့်ထားတာကစာသုံးလုံးကနေသူတို့ကိုဖမ်းသွားတယ်ဆိုပြီးတည်င်းလွှင့်ထားသလိုတကယ်တမ်းအဖမ်းခံရတယ်ဆိုတာလဲဘာတက်တေမှမရှိဘူးလို့ငွေလင်ခံရတဲ့သူတွေကရန်ကုန်ခေတ်တကိုပြောလာကြပါတယ်အဲ့ဒီဒေါက်တာညင်းကြီးဆွေရဲ့လိန်လယ်မှုကိုခံရသူတွေထဲမှာတန်ငါဒေါ်တွေနဲ့သီလရှင်တွေပါပါဝင်ပြီးဘုံကြောင်းနဲ့သီလရှင်ကြောင်းတွေမှာလာစဉ်ဝင်ငွေရရှိအောင်ဆိုပြီးတော့အလှငွေတွေကိုစုဆောင်းပြီးအဲ့ဒီဒေါက်တာညင်းကြီးဆွေတို့စီမှာပတ်စံတွေထည့်ဝင်ထားခဲ့တာဖြစ်တယ်လို့လဲ မန္တလေးမြို့နယ်ငွေလိန်ခံရသူတဦးကပြောထားပါသေးတယ်။လက်ရှိမှာတော့အဲ့ဒီဒေါက်တာညင်းကြီးဆွေနဲ့အဖွဲ့ရဲ့ငွေလိန်မှုကိုခံရတယ်ဆိုပြီးရန်ကုန်ခေတ်သစ်တရင်ဌာနကိုဆက်သွယ်ပြောဆိုလာတဲ့ပြည်သူတွေထဲမှာရန်ကုန်မန္တလေးဒဝဲမြကြီးနာမြင်းကျန်ပသိမ်မိထီလာနေပြည်တော်အပါဝင် မြို့နယ်ပေါင်းစုံကပြည်သူတွေပါဝင်နေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ။တဖက်မှာတော့ဘကူတိုင်းဂျူပင်ကောင်မြို့နယ်ကကိုင်းရရှိကျေးရွာမှာဂိတ်ထိုင်ပြီးတော့ပြည်သူတွေစီကနေမတရားငွေကြေးကောက်ခံနေတဲ့ အချမ်းဖက်စကောင်စီတက်ကတက်ချက်ကြီးစိုးရစာဆိုတဲ့သူကိုဒေါ်လိုင်းရဲ့ပေါ်ရီကတော့ရောက်ပစ်ခတ်ရှင်းနေရမှာနေရမှာရင်ပွဲချင်းပြီးကိုတေသွားပြီလို့ PDF တရင်383 1တက်ခွဲ9ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တေကိုပြောပါတယ်ဒါကတော့ဒီကနေ့ဇွန်လ9ရက်နေ့မနက်ပိုင်းမှာပဲဂျိုးမင်ကောင်မြို့နယ်ကကိုင်းရရှိကျေးရွာတိမ်မှာစစ်ကောင်စီတပ်ကတက်ကြကြီးစိုးရစာဆိုတဲ့သူဟာပြည်သူတွေစီကနေမတရားငွေညှစ်တောင်းရနေတယ်ဆိုပါတယ်အဲ့ဒီအချိန်မှာပဲ ဒေါ်လာရင်းတက်တွေကအဲ့ဒီတက်ချက်ကြီးဆိုးရစားဆိုးတဲ့သူကိုအနီးကဝင်ရောက်ပြက်ကတ်ရှင်းနေရမှာနေရာမှာတင်ပွဲချင်းပြီးကိုတိတ်သွားပြီသူစီကနေလက်ပြဘုံနဲ့ကြည်စံတွေအပါဝင်တက်တေကန်ကပ်ပြားတွေပါတိမ့်စီရရှိခဲ့တယ်လို့ PDF တိုင်းရင်383ညတက်ခွဲ9ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းကငဖဲမြို့နယ်မှာ ဂျပန်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းရေးတပ်တွေကဂျပ်ဖြတ်တိုက်ခိုက်မှုအတွင်းအရှိကနေကျွန်ထွက်လာတဲ့စစ်ကောင်စီတပ်သားတအုပ်ကတော့ပွဲချင်းပြီးကိုတိတ်သွားပြီးသူ့ရဲ့တနက်ကိုပါသိမ်းစီရရှိခဲ့တယ်လို့အရှိုးချင်းကာကွယ်ရေးတပ်ရဲ့တာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ငဖဲမြို့နယ်အမ်ဘရန်လမ်းမိုင်းကအရှိုးချင်းကာကွယ်ရေးတပ်ထိန်းချုပ်ထားရာဒေသကိုဇွန်လနေ့နေ့ကပဲအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတယ်ဆိုပါတယ်အဲ့လိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းရေးတပ်တွေကတိုက်ခိုက်ချင်းမိုးရမှာ အရှိကနေကျွန်ထွက်လာတဲ့စစ်ကောင်စီတပ်သားတအူးကတော့နေရမှာတယ်ပွဲချင်းပြီးကိုတိတ်သွားတဲ့အပြင်သူ့ရဲ့တနက်ကိုပါတော်လိုင်းတပ်တွေကတင်းစီရရှိခဲ့တယ်လို့အရှုတ်ချင်းကကွယ်တပ်ရဲ့တာဝန်ခံကပြောထားပါတယ်ခင်ဗျတဖက်မှာတော့မန္တလေးဥပုထောင်မှာငလင်နံကြောင့်အဆောက်အုံပြိုကျပြီးတိတ်ဆုံးသွားတဲ့သူတွေတဲ့နိုင်ငံရေးအကျဉ်းသားနဲ့အကျဉ်းသူ49ဦးပါဝင်ခဲ့တာကိုစစ်ကောင်စီကသတင်းဖုံးထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် ် PPNM ရဲ့ကိုတိုက်ထွန်းဦးကရငုံခစ်တဲ့ကိုပြောပါတယ်။ဒါကတော့မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာကြီးမားတဲ့ငလင်ကြီးလှုပ်ခတ်ပွားတဲ့အချိန်မန္တလေးဥပိုတောင်မပါအဆောက်အုံပြူချမှုတွေဖြစ်ပွားခဲ့မှုအတွေ့တိတ်ဆုံးခဲ့ရတဲ့သူတွေထဲမှာနိုင်ငံရေးအကျဉ်းသားနဲ့အကျဉ်းသူ49ဦးပါဝင်ခဲ့တယ်ဆိုပါတယ်။ဒါပေမဲ့အဲဒီလိုငလင်တန်းကြောင့်အကျဉ်းသားတိတ်ဆုံးမှုတွေကိုစစ်ကောင်စီရဲ့သတင်းထုတ်ပြန်မှုတွေမှာမထည့်ထားဘဲသတင်းအမှောင်ချဖုံးကွယ်ထားတယ်လို့ကိုတိုက်ထွန်းဦးကပြောထားပါတယ်။အဲဒီလို စစ်ကောင်စီရဲ့တရင်အမှောင်ချဖုံးခွဲထားမှုကြောင့်မန္တလေးအိုးဘူးအကျဉ်းတောင်အတွင်းငရင်နံကြောင့်တည်ဆုံသွားတဲ့အကျဉ်းသူအကျဉ်းသားတွေရဲ့မိသားစုတွေဟာဖြစ်စဉ်အမှန်ကိုမသိရပဲဒလိထုံတန်းအရာရက်လေစွန့်ကြွေးဓာတ်တွေတောင်မပြုတ်လို့ရသေးဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထုံးဦးကပြောထားပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်ကောင်စီရဲ့ပြစ်ခတ်မှုနဲ့လိန်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကြောင့်အခု2025ခုနှစ်မေလအတွင်းမှာ အမျိုးသမီး62ဦးသေဆုံးခဲ့ရတယ်လို့မြမအမျိုးသမီးတမက BWU ကထုတ်ပြန်ထားပါတယ်အကြံဖက်စစ်ကောင်စီဟာသူတို့အာဏာသိမ်းပြီးကတည်းကအခုချိန်ထိစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအပါအဝင်အမျိုးမျိုးသောလူအခွင့်အရေးချိုးဖောက်မှုတွေကိုနှီးမျိုးစုံနဲ့ဆက်လက်ကျူးလွန်နေမှုတွေကြောင့်အမျိုးသမီးတွေဟာလည်းနေစဉ်နဲ့အမျှအသက်ဆုံးရှုံးနေရတယ်လို့ဆိုထားပါတယ်အဲ့ဒီမှာဆိုရင်အခု2025ခုနှစ်မေလ1ရက်နေ့ကနေ31ရက်နေ့အတွင်းမှာတည်း ိုင်ငံတော်ကအမျိုးသမီး62ဦးဟာအချမ်းဖက်စကောက်စီရဲ့လေးချောင်းတက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေအတွင်းသိဆုံးခဲ့ရပြီးအဲဒီထက်ကအမျိုးသမီး2ဦးကတော့စစ်ကောက်စီတပ်သားတွေရဲ့လိမ်ပိုင်းဆိုင်ရာအချမ်းဖက်ခံရမှုကြောင့်သိဆုံးခဲ့ရတယ်လို့မြမအမျိုးသမီးတမက BWU ကထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ